ကျွန်တော်နာမည်ကတော့ Counter E ဖြစ်ပါတယ်။ Um okay. So အားလုံးမင်္ဂလာပါ။ Podcast by KB ရဲ့ episode 3ကနေပြီးတော့အားလုံးပြန်လေးကြိုဆိုလိုက်ပါတယ်။ဒါအမေရိကန်ကတော့ဒါအမေကျွန်တော်ဒီတင်နေကြဗုဒ္ဓဟူးနေ့တင်တာပေါ့နော်။ဒါမနေ့ကအရင်အလုပ်တရှုပ်သွားတော့ဒီနေ့မှဒါ podcast season ကိုအားလုံးကိုတင်ဆက်လိုက်ရတယ်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကတင်ဆက်ပေးခြင်းနဲ့အရာပေါ့နော်။ပြဆက်ပေးခြင်းနဲ့အရာဆိုတော့ပြပြခြင်းနဲ့အရာပေါ့။ ပြောပြချင်တဲ့အရာပါလဲဆိုတော့အာ five life lessons school doesn't teach you ပေါ့ကျောင်းကမတင်ပေးတဲ့ဘဝရဲ့သင်ခန်းစာ၅ခုအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မှာဆွေးနွေးပေးချင်ပါတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်ဘာကြောင့်ဒီနေ့ကိုဆွေးနွေးပေးချင်ဒီအကြောင်းဆွေးနွေးပေးချင်တာလဲဆိုတော့ကျွန်တော်ရဲ့ဒီဟောပေါ့နော်ဒါကျွန်တော်ဆိုလို့ရှိရင်ဟိုမြန်မာအကြောင်းတက်တဲ့သူတွေကမြန်မာအကြောင်းတက်တဲ့သူတွေကဖြစ်တာဖြစ်တယ်တော့ အော်ကျွန်တော်ရဲ့ဒီမြန်မာလောင်းတက်ခဲ့တဲ့ဒီ timeline တစ်ခုကိုပြန်ပြန်ပြီးတော့တတိယလို့ပေါ့နော်ကျွန်တော်ဘဝတစ်ခုဖြစ်လာတယ်ဘဝတစ်ခုဖြစ်လာတယ်ဆိုတဲ့အခါမှာကျွန်တော်တို့အိမ်ကမိဘတွေကနေပြီးတော့အဟုတ်ပြီဒီကလေးဒီအချိန်တိုင်းပြီးညရောက်လာပြီးကြောင်းတက်ရမယ်ဟုတ်ပြီကြောင်းတက်တယ်ပေါ့ကြောင်းတက်တယ်ဟုတ်ပြီကြောင်းတက်တယ်ဆိုတဲ့အခါမှာဒါအိမ်ကနေပြီးတော့အိမ်ဖီစီရယ်ဖီစီတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့လူတယောက်အနေနဲ့ကိုပိုင်လွတ်လပ်ခွင့်နေလိုချင်လာတယ်ကိုပိုင် ဒီစီမံခန့်ခွဲခြင်းဆိုတဲ့အရာကြီးကိုပိုင်ဟိုညင်ညင်သွင်းနေလုံနိုင်မဲဆိုတဲ့အရာတွေကိုလုတ်ချင်တာရဖြစ်ချင်တာရပေါ့နော်ကျွန်တော်အဲ့လိုမျိုးဖြစ်ချင်တာရအခါမှာဒါကျွန်တော်ကလည်းငငယ်ငငယ်လေးကဟိုဘယ်လိုခေါ်မလဲအင်အားအုပ်စီနေရောအခု university life ရောက်တဲ့အခါမှာတော့ဒါတော်တော်လေးလွတ်လပ်သွားရဲဆိုတဲ့အရာကိုခံစားရပေါ့နော်ကျွန်တော်ထားပါတော့ဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာဟိုမိဘတွေအနေနဲ့ကတော့အော်ကြောင်းသွားတယ်ဟောဖြစ်တယ်ပေါ့ ောင်းចောင်းစာတင်နေပေါ့ဒါပေမဲ့အခုအချိန်ကြီးကပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်မြန်မာចောင်းတွေကအဲ့လောက်ကြီးဟိုဒူတွေပေါ်မှာပေါ့နော်ဥပမာကျွန်တော်တို့ဆိုလို့မသိရ impact အဲ့လောက်မဖြစ်ဘူးဘာကြောင့်ចောင်းဆိုရဲဥပမာထားတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တော်တော်များများဒီចောင်းတက်တယ်မှန်တယ်ဒါပေမဲ့မင်းတို့ဘလောက်ပဲចောင်းတက်တက်ကျူရှင်ပြန်ပြီးတော့နှားရတယ်မဟုတ်ဘူးလားဆိုရဲမိကုန်းဟာဒါထွက်လာတယ်အဲ့ဒီအချိန်မှာထွက်လာတဲ့အခါမှာဟဲ့မင်းចောင်းတက်ပြီးပြီလေ ဘာလို့ကျူရှင်ထပ်ငားမှာလဲဟုတ်တယ်မလားចောင်းကတကယ်တင်ပြီးတယ်ចောင်းကတကယ်ပညာဓာတ်တွေကိုထုံးကားအောင်လုပ်ပြီးတယ်ဆိုလို့ရှိရင်ကျူရှင်ထပ်ပိုးစီရမှာလို့အခုကကျူရှင်ထပ်ပိုးနေရတယ်ဘာညာတွေကျွန်တော်တို့ကတွေ့နေရကျွန်တော်ကလည်းကျူရှင်တက်ခဲ့ရပါဘာကြောင့်လဲဆိုတော့ဟိုចောင်းစာတေချာမလို့လိုက်မလို့လို့မဟုတ်ဘူးចောင်းစာမှာတေချာလိုက်မတင်ပြီးလို့ဒါဘုရားနေပြော ဆိုတော့တောင်းရဆရာမတွေတေချာမတင်ပြီးတဲ့အခါမှာကျူရှင်တက်ပိုးရတယ်ကျူရှင်တက်ပိုးရတာဘာဖြစ်လဲဆိုတော့ပို့ပြီးအချိန်ကုန်တယ်ပို့ပြီးတော့စာပို့လို့ရတယ်ဆိုတော့စာဘယ်လောက်ပဲပို့လို့ရပို့လို့ရပါတကယ်တောင်းရတင်ပြီးရယ်ဆိုလို့ရှိရင်ဒါတွေကျွန်တော်တို့ကဖြစ်နေစရာထပ်ပြီးတော့ကျူရှင်နဲ့တက်နေကြတဲ့အကြောင်းမရှိဘူးဆိုတော့အဲ့လိုကျူရှင်တက်နေကြအကြောင်းမရှိတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကဟုတ်ပြီနေတိုင်းသွားရလာတယ်မိသားစုနေရောထင်မှာဩသာသမီးငါသားကျောင်းတက်တက်တယ်ငါသမီးကျောင်းတက်တက်တယ်ဆိုတော့ ဲ့လိုမျိုးចောင်းတတ်ပေမင်းတချို့သောအမှုအကျင့်တွေကကိုယ်ရည်နဲ့ပေါင်းဖို့ပေါင်းဖက်တငင်ချင်းနေရနေပြီးတော့ကောင်းပြီးဆိုးပြီးကိုတက်ခဲ့တယ်လို့ပြောဒါ podcast နားထောင်နေသူတွေယုံကြည်မယ်လို့ထင်တယ်ခေါ့နော်။ဘာကြောင့်လဲဆိုတော့တချို့သောအရာတွေဟာကျွန်တော်တို့ကိုယ်တိုင်ကဖန်တီးယူခဲ့တာမဟုတ်ဘူး။ကျွန်တော်တို့ကအတုယူပြီးတော့မှတချို့အရာတွေကောင်းတဲ့အရာတွေကိုစုပြီးတော့ပြန်ပြုစုရတာဖြစ်တယ်ခေါ့နော်။အဲ့တော့အဲ့လိုမျိုးပြန်ပြုစုရတယ်ဆိုတဲ့အနေအထားတစ်ခုမှာကောင်းတာလည်းပါလာတယ်ဆိုးတာလည်းပါလာတယ် တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကသူငယ်ကနာနေရှစ်တန်းအထိလိမ့်ပါတယ်အရင်လိမ့်ပါတယ်ဘာမှလည်းဟိုဘာမှဟိုဘယ်လိုပါမလဲမကောင်းတာဘာညာလဲတခြားမသိသေးဘူးဘာမှလည်းတခြားဟို bad habits နဲ့ပတ်သက်ပြီးဘာမှမသိသေးဘူးပေါ့နော်ဆိုတော့အဲ့လိုမသိသေးတဲ့လူတစ်ယောက်အနေနဲ့ကိုရန်ဆိုတဲ့အချိန်ရောက်လာတဲ့အခါမှာဒါဘယ်လိုပါမလဲဒါကျွန်တော်မှားခဲ့တဲ့အရာတစ်ခုကိုပြောပြချင်တာပေါ့နော်ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ပေါ်လာရရှိရဲ့အပေါင်းသင်းမှားသွားတယ်အပေါင်းသင်းမှားသွားတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့ ဒါအခုအချိန်မှာဆိုလို့ရှိရင်ဒါလူငယ်တွေတော်တော်များများတောက်ကြရဲဆိုရက် pot တို့ fake တို့ကိုအဲ့အချိန်မှာအိမ်ကနေပြီးတော့ဝယ်ပေးထားတဲ့အိမ်က Samsung ကိုကျွန်တော် E9 2019ကျွန်တော်မှတ်မိသေးတယ်အိမ်ကနေပြီးတော့အိမ်ဝယ်ပေးထားတဲ့ဖုန်းတချွတ်ချွတ်ကိုတလားခွဲနှစ်လားလောက်ပဲရှိသေးတယ်အကြောင်းယူသွားတယ်ငွေချင်းကိုငါမှပြည့်စရာပတ်မရှိဘူးဒါပေမဲ့ငါမင်းကိုပေးစရာပုံရှိတယ်အဲ့ဖုန်းရောင်းပြီးတော့ငါ့ကို fake ပဲပေး ကြောင်းမှာဗိတ်တွေထိုင်တောက်တယ်။ဒါပေမဲ့လူပြိုပေါ်ဝင်ကားစားအချိန်မှာအဲ့လိုမျိုးတောက်လိုက်တော့ဘာဖြစ်လာလဲဆိုတော့မျက်နှာမှာဝက်ချန်တယ်။ Yeah the truck ။အဲ့တော့အများကြီးထွက်လာတဲ့အခါမှာအင်ကမိဘကဘာကြောင့်ထွက်လာတော့ဒီကလေးအသက်ရယ်တစ်ခုပြောင်းလဲလာပြီးဒါတိတ်တပြောင်းလဲလာတဲ့အခါမှာဒီလိုထွက်တာစမ်းပါဘူး။ဒါပေမဲ့အင်ကမသိဘူး။ဒါပေမဲ့လည်းဟိုဘလော့ခေါမလဲဆိုတော့တချိန်တော့တိသွားတယ်ခေါ့နော်ဒီလိုမျိုးနေတုံးနေဒီလိုမျိုးပါနေတုံးနေဆိုတော့ပြောချင်တာက ကျောင်းဆိုတဲ့အရာကပညာရေးကိုသင်ပေးတယ်ဆိုလို့ရှိရင်ပညာနဲ့ပတ်သက်တဲ့ဗဟုသုတဗာညာကိုတကယ်သင်ပေးတယ်ဆိုရင်ကျောင်းဆိုတာတက်တင်တက်ထိုက်တဲ့နေရာဒါပေမဲ့လည်းအခုနောက်ပိုင်းတော့ကျွန်တော်ကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့อืมကျောင်းသားတက်တယ်ဆိုတာတဲ့ okay မင်းကလည်းလေးလာနိုင်လေးလာနိုင်တော့ကောင်းတယ်ဆိုတော့ကျွန်တော်က recommend ပေးချင်တယ်ပေါ့ဆိုတော့ဒီနေ့မှာတော့ဒါဘဝကျောင်းနဲ့ပတ်သက်ပြီးတော့ဘဝရဲ့ life lesson တွေကဘာဖြစ်မလဲဆိုတာကိုကျွန်တော်ကပြပြပေးချင်တယ်ပေါ့နော် တော့ပထမဆုံးတစ်ခုပေါ့ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ပတ်စံနဲ့ပတ်သက်တဲ့အသိပညာပေါ့ကျွန်တော်သူငယ်တဲ့ကနေ10 handy အင်းကနေပြီးတော့ပေးလိုက်တယ်ဒါတော့ယူပါ900 1000 1500 2000စသဖြင့်ပေါ့အဲ့လိုမျိုးပြီးရယ်ပြီးရယ်ဆိုတဲ့အခါမှာကိုရီရှားရတယ်မှမဟုတ်တာအဲ့ချိန်တုန်းကလေအဲ့လိုမျိုးတွေ့ရပေါ့ကိုရီရှားရမဟုတ်ဘူးသူပြေတုံးတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအချိန်ကဒါမိဘ train ခဲ့တာဘယ်လို train ခဲ့လဲဆိုတော့ဟုတ်ပြီမင်းကိုမ2000ပေးရယ် မရမယ့်အကုန်သုံးရင်ကိုမသုံးကျင်စုဒါပေမဲ့ငါးစုကို recommend ပေးတယ်အဲအဲ့လိုအချိန်မှာတစ်ရက်ကို900ပဲသုံးပြီးတော့1500စုတယ်နေ့ရက်စု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 ပြီးတော့များသွားတဲ့အခါမှာအမောင်းတစ်ခုရောက်လာပြီဆိုလို့ရှိရင်ဥမာမွေးနေ့ပဲဖြစ်ဖြစ်ကျွန်တော်ကကြတာဟို8တို့ပါလို့ရှိရဲဆိုလို့ရှိရင်အဲ့လိုမျိုးလူလိုက်တာပါပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလူဌာနကလုံးလိုက်တယ်ပေါ့ထားပါတော့ဆိုတော့အဲ့လိုမျိုးလုံးလိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့ပတ်စံတံပိုးမသိဘူး ါပေမဲ့အခု university life တခုရောက်လာတဲ့အခါမှာအင်းရပေးရပတ်စံပေးရတုံးတယ်ဒါပေမဲ့တချို့အပေါင်းအသင်းတွေလည်းရှိရပါတော့ကျွန်တော် university life တခုမှာတွေ့ခဲ့ရဲ့အပေါင်းအသင်းတွေဆိုရင်ကျွန်တော်ရဲ့တငယ်ချင်းတယောက်ဆိုရှိရမိန်းကလေးပေါ့နော်ဟိုသူ့မှာပတ်စံ3000 4000ဘတ်3000ပြောတာနော်ဘတ်3000 4000ရှိရရှိတယ်ဆိုရင်အနေထားတခုရောက်လာရင်သူကကြာပတ်စံကိုဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဖြုံးပစ်တာသုံးပစ်တာက ဟိုလိုအပ်ရင်သုံးတာမျိုးမဟုတ်ပဲねဘလိုအပ်ပဲねဝယ်တဲ့ဟာတွေအများကြီးတယ်ဥပမာထားပါတော့ပထမဆုံးတစ်ခုကပြောရမယ်ဆိုရင်အာမိတ်ကပ်ပစ္စည်းပေါ့မိတ်ကပ်ပစ္စည်းရတာမိတ်ကလေးနဲ့မိတ်ကလေးမိတ်ကပ်ပစ္စည်းနဲ့ပတ်သက်လာလို့ရှင်တော့အဲမိတ်ကပ်ဆိုတာမိတ်ကလေးနဲ့အများကြီးလိုအပ်တယ်မိတ်ကပ်ဆိုတာလူတိုင်းမိတ်ကလေးတွေကအပြင်သွားလို့ရှင်မိတ်ကပ်မလိမ့်နဲ့သွားတဲ့ပုတ်တာပါညာဒါစောတကတက်เสียရှိရပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောချင်တာကမင်းမကောင်းတဲ့ quality ကောင်းတစ်ခုဝယ်ပြီးသွားပြီး အဲ့ပစ္စည်းမကုန်သေးဘဲနဲ့ခြီးပြီးသားပစ္စည်းကိုကုန်အောင်သုံးပြီးမှဝယ်လို့ရတဲ့ဥစ္စာကိုဘာကြောင့်ထပ်ထပ်ပြီးတော့မလိုအပ်ဘဲနဲ့ဝယ်တာလဲအတူတူရပြောရင်ဟာငါတို့ဈေးကြီးတဲ့ပစ္စည်းဝယ်တာ happiness ပါနာဒါကတော့သူတို့ကိစ္စဒါပေမဲ့လေမင်းတို့ဘလောက်ပဲ happiness ဖြစ်သွားသွားဖြစ်သွားသွားမင်းတို့ပတ်စံတန်ဖိုးကိုကိုယ်တိုင်မှရှာကြည့်သေးသေးရဲ့အဲ့ပတ်စံတန်ဖိုးမင်းတို့နားလည်မှာမဟုတ်ဘူးလို့ကျွန်တော်တော့ဒါဥပမာနဲ့ပြောချင်တယ်ကျွန်တော်ဆိုလို့ရှိရင်ဒါဥပမာပေးရမယ်ဆိုလို့ရှိရင် ားပါတော့ electronic PC တခုပေါ့ electronic PC တခုကိုကျွန်တော်စဉ်းစားတယ်ငါရီရှည်သုံးပြတဲ့အရာတခုဖြစ်မလားဒါမှမဟုတ်ငါဒီဝယ်ပြီးပြီးချင်းမသုံးလိုက်ပဲနဲ့ပြစ်ထားမယ့်အရာတခုဒါဒါတွေကိုကျွန်တော်ကစဉ်းစားတယ်ပေါ့နော်ဆိုတော့စဉ်းစားတယ်စဉ်းစားတယ်ဆိုရင်အနေဒါတခုမှာဘယ်လောက်ဒီစဉ်းစားလဲလို့မင်းအလောက်အချိန်နေအတိုင်းတာတခုဒီစဉ်းစားရတယ်ပေါ့ဆိုတော့ဟိုဒါကျွန်တော်ကတော့ message ပေးချင်တာကတော့ ုံးနာနဲ့ဖြုံးနာပတ်စံဆိုတဲ့တန်ဖိုးကိုတီးဖို့အရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောချင်ပါတယ်အဲ့တော့ဘဝတစ်ခုရောက်လာပြီဆိုလို့ရှိရင်ဒါငငယ်တော့ဩဒီပါရိုက်တယ်ဘာဖြစ်တယ်ငါဖြစ်တယ်ဆက်လက်ဖြစ်မိဘကိုဒါအပြစ်ပြင်ကြားညားတယ်ပေါ့နော်ဘာမဲ့လဲသူတို့ကိုလည်းအပြစ်တော့ပြင်လို့မရဘူးဒါကြောင့်ကျွန်တော်ကဒီလိုပြောရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ကျွန်တော်ဆိုရင်အခု university life တစ်ခုဖြတ်တန်းနေရဖြတ်တန်းနေရအနေထားတစ်ခုမှာကျွန်တော်ဆိုလို့ရှိရင်ဥပမာထားတော့ဒီလိုမျိုး semester break ပါများဆိုလို့ရှိရင်ခဏခဏ mental breakdown ဖြစ်တယ် mental breakdown ဖြစ်သွားတဲ့အခါမှာကိုကိုကိုပြန်လဲပြန်ပြီးတော့ဘောနော်ဒါပြန်ထားဖို့အတွက် motivation ပြီးရစာအုပ်တွေဘယ်လောက်ပဲဖတ်ဖတ်အဆင်မပြေဘူးဒါပေမဲ့လည်းဟောလူဆရာရှိရလို့ဒီလောက်တယ်ကိုအတွက်ပျော်စရာဆိုတဲ့အရာတွေကိုဖန်တီးတယ် ဆိုတော့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်ဘယ်အရာတွေကငါ့အတွက်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြီးလဲဆိုရဲဥစ္စာကိုထပ်ပြီးတော့ရှာဖွေရပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲဒါဘဝကိုအရှုံးမပေးဘဲနဲ့ကျွန်တော်တို့ငါလုံးဝဖြစ်ရမယ်ငါလုံးဝအစဉ်ပြေးရမယ်ဆိုရဲစိတ်နဲ့ကျူးစားမယ်ဆိုလို့ရှင်တော့ဘာဖြစ်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကပို့ပြီးတော့အစဉ်ပြေးလာမယ်ပေါ့တတိယတစ်ခုကတော့ကျွန်တော်ပြောချင်တာကဆက်သွယ်ပြောဆိုခြင်းနဲ့လူမှုဆက်ဆံရေးဆိုတဲ့အကြောင်းပါ အဲလူမှုဆက်ဆံရေးပေါ့လူမှုဆက်ဆံရေးကတော့ကျွန်တော်လူ့ဘဝမှာအရင်းကြီးကြီးပေါ့နော်အဲငငယ်တော့ကျွန်တော်ခုနဒီ school ပေါ့ငငယ်တော့အကြောင်းအရာကိုပြန်ပြီးတော့ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ငငယ်တော့ဆိုလို့ရှိရင်ကျွန်တော်သူငယ်ရန်သူငယ်ရန်ကနေ10ရန်အထိဘလောက်ထိလူမှုဆက်ဆံရေးမကောင်းလဲလို့ငင်းစကားတခွန်းကိုလူတစ်ယောက်ကအကောင်းနဲ့လာပြောတဲ့အခါမှာအကောင်းမမြင်ဘဲနဲ့အဆိုးမြင်တဲ့လူတစ်ယောက်လို့ပြောလို့ရတယ်အရန်ပေါတိပေါက်ဆက်နိုင်တယ်အရန်ပေါတိပေါက်ဆက်ပြပစ်တယ် တော့လူတယောက်ကစာမှန်းမသိလူတယောက်ကဖြစ်ချင်ဇီလို့ပြောမှန်းမသိပင်နေလူတယောက်ကဘက်ကနေဘက်ကနေအဲ့လိုမျိုးပြောလိုက်ကပောက်တိကပောက်ချာတွေပြောလိုက်တဲ့အခါမှာအဲ့ဒီကလေးကဒါလေးတောင်ငါပြောတာကိုကိုကမဖြစ်ဘူးတာငါစီတယ်တောင်နားမလည်ဘူးကွာငါမပြောတော့ဘူးဆိုရင်လူကြီးတွေကိုအဲ့လောက်ထိစိတ်ကိုဝင်သွားလောက်အောင်ထိပြောပစ်လိုက်တယ်ပေါ့နော်ဒါပေမဲ့လည်းအခုအချိန်တိုင်းတာတစ်ခုရောက်လာတဲ့အခါမှာဒါဒီမကောင်းဘူးဆိုတာသိသွားရင် လူမှုဆက်ဆံရေးဆိုတာကကျွန်တော်တို့ကဒါအခုဆိုရင်ကျောင်းတက်တယ်ကျောင်းတက်တယ်ဆိုတာကတော်တော်ကြီးกว่าတာเนาะ University life တစ်ခုကသင်ပေးလိုက်တဲ့အရာတွေဆိုအများကြီးရှိတယ်လူမှုဆက်ဆံရေးဘယ်လိုဖြစ်တယ်ဒါတွေရှိတယ်ဒီလိုမျိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ठी သွားတဲ့အခါမှာကျွန်တော်ဒီစကားပြောတဲ့ပုံစံကစားပြောင်းသွားတယ်ကျွန်တော်ကကျွန်တော်ဒီလိုဖြစ်သွားမယ်ဆိုတာလည်းမသိသလိုဒီလိုမျိုး podcast ဖြစ်လာဖို့အထီးကို communication ကောင်းအောင် ဒါပြောင်းလဲပြီးခဲ့တာကဒါ University Life ကဒါဆရာဆရာမတွေ plus ကျွန်တော်ရဲ့ဒါ best friend တွေပါတယ်ပေါ့နော်ဒါသူတို့ရဲ့ကျေးဇူးတွေကြောင့်သူတို့နဲ့ဒါအပြင်သွားတဲ့ဟန်ကားလို့ပြောတာဒါဆိုဆက်သက်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေရှိတော့တာတောင်းလဲသွားတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့လူမဆက်ဆက်ရေးဒီအရင်ကိုရေးကြည့်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကြာရှုံးမှုကနေတင်ယူခြင်းပေါ့နော်ဆိုတော့လူတိုင်းလူတိုင်းကတော့ကျွန်တော်တို့ဘွားတစ်ခုပိုင်ဆိုင်ရပြီဆိုရင်ဒါအကြောင်းလေးမှာအမှားလုံးမြင်တော့ အာလူသားဟိုဆရာဆရာမတွေကလည်းအပြစ်ပေးတယ်ဒါပေမဲ့လည်းကျွန်တော်လက်တိဘဝမှာအမှားလုပ်မိရင်တော့ကျွန်တော်အပြစ်တင်ရခြင်းကကိုကူကိုပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့တချို့တွေကကြတော့ဟုတ်ပြီအပြစ်တင်တယ်အပြစ်တင်တယ်ဆိုရင်ဒီသားတစ်ခုမှာအပြစ်တင်တာကိုကြော်လွန်ပြီးတော့အဲ့အပြစ်ကိုမေ့ထားဆက်ပြီးတော့အမှားတွေထပ်ထပ်လုပ်ကြတယ်ဆိုတော့အဲ့လိုလူမျိုးတွေကကျွန်တော်ပြီးခဲ့တဲ့ episode 2ကပြောခဲ့သလိုပဲပေါ့နော်ဟောလူမိုက်တွေဖြစ်ပါတယ်အမှားတွေကနေတင်ယူပြီးတော့ ဘယ်လိုမျိုးပြန်ရုံထပြီးကိုဘဘကိုဘယ်လိုကောင်းအောင်နေမလဲဘယ်လောက်ထိဟိုဖြစ်ရမလဲဆိုတာကိုတော့ဒါသိယူစီခြင်း ਨੇ ပြီးတော့ပြန်ပြီးတော့စူးစမ်းစီခြင်း ਨੇ ပေါ့နော်ဒါကတော့အရင်ကိုအရေးကြီးပါတယ်ပေါ့ Okay ဆိုတော့အမ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တဲ့ဥစ္စာကတော့ဒါ reality life lesson လို့ပြောလို့ရတယ်ပေါ့နော်ဘာလဲလို့မေးရင်ကျွန်တော်တို့အကြောင်းတွေတက်ကြရင်ပေါ့နော်ကျွန်တော်တို့ အသက်ရတစ်ခုရောက်လာတဲ့အခါမှာကိုရင်းဆယ်ရောက်လာတဲ့အခါမှာကျွန်တော်ဆိုလို့ရှိရင်လည်းစိတ်ကစားမိရပါ냐ဖြစ်တယ်ပေါ့။ဆိုတော့ဘယ်တော့ပဲစိတ်ကစားမိတာဖြစ်ခဲ့ဖြစ်ခဲ့အဲ့ဒီအချိန်မှာဟိုတီချွန်းနားမလည်ခဲ့တဲ့အရာဒါပေမဲ့လည်းအချိန်တစ်ခုရောက်လာတဲ့အခါမှာတီချွန်းနားလည်ခဲ့တဲ့အရာကဘာလဲလို့မင်းကျွန်တော်တို့ဘဝကနေပြီးတော့တွေ့ခဲ့လူတွေကနေပြီးရဲ့ဒါချစ်ချင်းမြတ်တာတရားလို့ပြောလို့ရတယ်ဗျာ။ ဒါချက်ချင်းမြတ်တာတရားကိုတည်ချမ်းနာနေခြင်းလို့လည်းဒါပြန်ပြောလို့ရပြီပေါ့ချက်ချင်းမြတ်တာတရားနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲအခုနောက်ကျွန်တော်ပြောခဲ့သလိုပဲဒါကိုရဆယ်ရမှာတော့ကိုတိတ်ခဲ့တဲ့သူတွေကိုပြီးချက်တယ်မြင်တော့မောင်နှမစိတ်တန်ရုံးစိတ်ချက်တာမျိုးဆိုရင်တော့ဒါအဆင်ပြေတယ်ဒါပေမဲ့လည်းဘယ်လိုမျိုးကြီးကြပါနဲ့ဒီဖြစ်သွားလောက်အောင်ထီရောချက်ခဲ့ရပါနဲ့ဆိုရင်တော့ဒါတိတ်အဆင်မပြေဘူးပေါ့နော်ဆိုတော့ဒါရထားပါတော့အိမ်ရောကလေးစိတ်ပါ냐ရှိခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာဆိုရင် ဒါအချိန်တိုင်းပဲခုရောက်လာတဲ့အခါမှာဒုတိယဘုံမှာတယုံစင်ရှိရယ်ဒါပေမဲ့လည်းဟိုပြန်ပြီးစဉ်းစားကြည့်လိုက်တဲ့အခါမှာခစားချက်တွေရောကျွန်တော်တို့အုံနောက်တွေကိုမိကုန်းတွေထုတ်ပြီးတော့အဖြေတစ်ခုကိုခစားချက်တွေကထွက်လာတဲ့ဥစ္စာနဲ့အုံနောက်ကပြီးရဲ့အတိတွေကိုပြန်ပြီးတော့ပေါင်းစပ်လိုက်တဲ့အခါမှာထွက်လာတဲ့အဖြေကပါလဲလို့နီးရင်မင်းလူတယောက်ပေါ်မှာချစ်လို့ရတယ်လူတယောက်ကိုကြိုက်လို့ရတယ် င်းလူတယောက်ကိုချစ်လို့ရတယ်928နဲ့ဆိုရင်အဆင်ပြေတယ်1500နဲ့ချစ်မင်းဆိုရင်အဆင်မပြေဘူးဆိုတာသိထားတယ်ပေါ့နော်ဘလူငယ်တယောက်အနေနဲ့ဒါโอเคဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်ဒီမင်းကလေးတယောက်ကိုချစ်ခဲ့ဘူးတယ်လက်ရှိမှာလည်းဒါသူ့ကိုတန်ရုံးရှိနေတော့ပဲပေါ့နော်ဒါပေမဲ့လည်းအချိန်တိုင်းတစ်ခုဒါတစ်ခုဒီကိုပြန်ပြီးတော့ကျွန်တော်ကစဉ်းစားလိုက်တဲ့အခါမှာโอเค ငါးဘက်ကနေပြီးတော့မင်းကိုမေတ္တာတရားနဲ့ပတ်သက်လာရင်တရားအလုံးပုံပေးပြီးခဲ့တဲ့ငါးဘက်ကနေပြင်ရခဲ့တာကဥဖြစ်ကတရားလားဆိုတာသိသွားရင်ဘလောက်ပဲတန်ရုံးစင်နေရှိခဲ့ရှိခဲ့အဲ့အရာကြောင့်ပြတ်တောက်သွားလောက်အောင်ထိအဲ့လူကိုမကြည့်ချင်တော့လောက်အောင်ထိဖြစ်သွားခဲ့တယ်ပေါ့နော်ဆိုတော့ဟိုဘာပဲဖြစ်ဖြစ်ပါရှိခဲ့တဲ့အချိန် တွေ့ခဲ့တဲ့အချိန်တိုင်းအတွက်လည်းဒါသူ့ကိုကျေးဇူးတင်တယ်။ဘာကြောင့်သူ့ကိုအဲ့လိုမျိုးပြောရလဲဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့သူ့ကိုချစ်တယ်ဆိုရဲတင်ရောခြင်းရှိတယ်ဆိုရဲအကြောင်းအရာကိုဖွင့်ပြဖို့အတွက်အချိန်ပေါင်းများစွာကြိုးစားခဲ့တော့ညာလေကတရားကနေပြီးတော့မျက်နှာသာမပြီးခဲ့တာတခုရဲ့အဲ့လိုမျိုးမေတ္တာပေးပြီးသူ့ကြည့်ကတရားကိုပြင်ရခဲ့တဲ့သူတယောက်အနေနဲ့ဘလို့အနိဋ္ဌမျိုးကိုသူ့ကိုတန်ရောစင်ရှိပါလေမင်းကငါချစ်တယ်မင်းကငါတန်ရောစင်ရှိပါလေဘယ်လိုတော့ပြောမလဲဆိုတော့ ကျွန်တော်အနေနဲ့ပြောချင်တာကတော့အသက်ရအပိုင်းခြားတစ်ခုရောက်လာတဲ့အခါမှာကိုတွေ့ရလူတွေကနေပြီးတော့ပေးတဲ့သင်ခန်းစာတွေကြောင့်ရခဲ့တဲ့အရာလို့ပြောလို့ရတယ်နော်တကယ်ချစ်တယ်တကယ်မြတ်လို့တယ်တကယ်တန်ဖိုးထားတယ်ဆိုလို့ရှိရင်ကျွန်တော်လို့ရှင်လျက်နဲ့တည်နေတဲ့ဘဝမျိုးကြီးကိုမပိုင်ဆိုင်ပါစေနဲ့လို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ချစ်တယ်တကယ်မြတ်လို့တယ်တကယ်တန်ဖိုးထားတယ်ဒါပေမဲ့လည်းဒီတစ်ဖက်ကိုမလေးကလေးကိုပေါ့တန်ရစီရှိတယ်ဆိုလို့ရှိရင်ဒါဖွင့်ပြောလိုက်ဖို့လည်း ပြောချင်တယ်ပေါ့နော်။အဲကြောင့်လည်းဆိုတော့ဒုတိယကိုချစ်ဖို့ဒုတိယကိုမြင်လို့ဖို့တန်ဖိုးထားဖို့ဆိုတာကလူတွေဘလောက်ပဲအများကြီးကိုဘွားမှာမိန်းကလေးအများကြီးနဲ့တွေ့နေနိုင်ပေမဲ့ကျွန်တော်တို့ယောက်ျားလေးအနေနဲ့ကတကယ်ချစ်မိသွားပြီဆိုလို့ရှိရင်ဗေမင်းကလေးတွေပဲရောက်လာရောက်လာချစ်ချင်းမြတ်တာတရားကိုပြီးတဲ့အခါမှာဘလို့မှခံစားချက်ချင်းတူမှာမဟုတ်ဘူးလေနော်ဆိုတော့ဘာပဲဖြစ်ဖြစ်ကအကောင်းဆုံးနေပြီးခဲ့ပြီမယ်နဲ့ ကိုယ့်ဘက်ကိုဥပိ္ပခာတရားပဲတင်ရောက်လာခဲ့တဲ့သူကိုတော့ဘယ်တော့မှတယောစီနေမပြီးမိပါစေနဲ့ပြီးတော့လည်းချက်ချင်းမြတ်တာတရားနဲ့ပတ်သက်လာလို့ရှိရင်လည်း podcast နားထောင်လူတွေဖြစ်ဖြစ်ကမ္ဘာမှာရှိတဲ့လူတွေအားလုံးလည်းကံကောင်းခြင်းတရားတွေနဲ့တိုက်ဆိုင်ပြီးကိုယ်ပိုင်ဆိုင်ရတဲ့သူကလည်းကိုယ့်ဘောမှာကောင်းတဲ့ကူတရားအဖြစ်ပိုင်ဆိုင်နိုင်ပါစေလို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့ episode 3လေးကိုဒီကုန်းချုပ်ချင်ပါတယ်ဆိုတော့အားထုတ်ပေးတဲ့အတွက် အားလုံးကျေးဇူးများတင်ပါတယ်။နောက်ထပ်နောက်ထပ်လည်းပိုကောင်းတဲ့ topic တွေနဲ့ကြားခဲ့ပါမယ်။ကျွန်တော်နာမည်ကတော့ထည့်ပြပါရစေ။ podcast package ရဲ့ founder တယောက်ဖြစ်ပါတယ်။ဒီနေ့တင်ပါတယ်ကြည့်